ားလုံးပဲမင်္ဂလာပါကျွန်တော်လုပ်ငန်းငယ်လေးတွေရဲ့အဓိကပြဿနာပါလဲဆိုရင်ကျွန်တော်ဒီ management အားနဲ့တာပဲ management မှာတော့ကျွန်တော်တို့ကအမျိုးမျိုးရှိတယ်အဓိကအဖြစ်တော့ကျွန်တော်ဒီ HR management နဲ့ဒီ risk management ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့ခြုံပြောရမယ်ဆိုတော့ဒီ business management အားနဲ့တာပေါ့ကျွန်တော်ပထမဆုံးဒီ HR management ဆိုရင်ကျွန်တော် human resource management ပေါ့နော်အလူတွေစီမံခန့်ခွဲရတာတချို့ဆိုရင်ရှိတယ်လုပ်ငန်းစထောင်တယ်ဒီမိသားစုဝင်နေတာစထောင်တာထားပါတော့ကျွန်တော်တို့ကဒီလင်းမြောက်ကလုပ်ငန်းလေးတစ်ခုစထောင်တယ် လုပ်ငန်းအရှင်တစ်ခုရလာပြီလာလာကောင်းနေတဲ့သူ့မှာရှိနေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီဝန်ထမ်းသစ်ခန့်ပြီးတော့ဝန်ထမ်းတွေခန့်ပြီးတော့သူဆက်ပြီးတော့ဒီလက်ပတ်မဲ့အချိန်လေးဘောနော်ဒီအချိန်လေးမှာအဝန်ထမ်းရှာခတ်တယ်လို့နောက်ဝန်ထမ်းတွေစီမံခန့်ခွဲရတာဥဆောင်ရတာသူတို့အဆင်မပြေဘူးလို့ခေါင်းဆားရတယ်လို့ဒါမျိုးနဲ့သူတို့ကဒီဝန်ထမ်းတွေမခန့်ပြပဲနဲ့ဒီရှိတဲ့လူနဲ့ပဲထားပါတော့ခုနလင်မြန်းနှောင်းနဲ့ပဲဆက်ပြီးရန်နေတဲ့ခါလုပ်ငန်းရောက်တဲ့လောက်မရအောင်ကြီးထွားတဲ့လောက်မကြီးထွားလာဘူးဗောနော်အဲဒါကြောင့်မလို့ကျွန်တော်တို့က ကိုယ့်လုပ်ငန်းကအလားအလာရှိတယ်ကျွန်တော်ချဲ့လို့ရတယ်ဆိုရင်ကျွန်တော်ခန့်ကြရည်တာခန့်ကျွန်တော်ဝန်ထမ်းတွေကကုန်ကျစရိတ်ပါညာလည်းရှိနိုင်တယ်ကျွန်တော်တို့အဲဒီဘက်မှာတချို့ဟာတွေဟိုတခြားသူတွေစီမံခန့်ခွဲရတာတော့ကျွန်တော်တို့ကိုယ့်ကိုယ်စီမံခေါ်ရတာလည်းမတူဘောနော်ကျွန်တော်တို့ပို့ပြီးတော့အဲဒီဘက်မှာအာ iron fire တာတွေပို့ပြီးတော့ဒီမှာချိန်ပေးရတာတွေထားပါတော့ခေါင်းစားတာတွေလည်းရှင်းရှိပဲဒါပေမဲ့ခင်ဗျာကိုယ့်လုပ်ငန်းကြီးထွားဖို့ဆိုရင်ကိုယ့်ရှိတဲ့လူတွေနဲ့ကျွန်တော်တို့ကဆက်ပြီးတော့လုပ်နေလို့မရအောင်ကျွန်တော်တို့ဘယ်နေရာမှာဘယ်လိုလူတွေလို့လဲ ဘလို join ရင်းတဲ့သူတွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့တွေ့အောင်လေကျွန်တော်တို့ဒီ HR management ပေါ့လေဒါကိုကျွန်တော်အကောင်အောင်လုပ်ဖို့လိုတယ်နောက်တစ်ခုကတော့ပါလို့ကျွန်တော် risk management ပေါ့လေကျွန်တော်စီးပွားရေးလုပ်တဲ့ investment လဲလုပ်တယ်ဆိုတော့ကျွန်တော် risk နဲ့ကင်းဝါလို့မြင်ရကျွန်တော်စော်စားမှုလုံနိုင်လေကျွန်တော်မှအကျိုးမြတ်ပို့ပြီးရနိုင်လေပေါ့နော်ဒါအချိန်ကကြတဲ့ principle လဲရှိတယ် high risk high return low risk low return ကျွန်တော်တို့စော်စားမှုများများလုပ်မယ်ဆိုရင်ကျွန်တော် return များများရနိုင်တယ်အကျိုးမြတ်များများရနိုင်တယ်စော်စားမှုနည်းနည်းပဲလုပ်မယ်ဆိုတော့ဒီ return ဒီအကျိုးမြတ်က အကျွန်တော်နည်းနည်းပဲရနိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအကျိုးမြတ်များများရဖို့ကိုလိုချင်တဲ့ develop ဖြစ်တဲ့ business တခုကိုကျွန်တော်တည်ဆောက်နိုင်ဖို့ဆိုရင်ကျွန်တော် risk လဲယူသင့်တဲ့ risk ကိုကျွန်တော်တို့ယူဖို့လိုတယ်အဲ့ချိန်မှာကျွန်တော်တို့ calculated risk ပေါ့လေအတွက်ချက်ပြီးတော့မှကျွန်တော်တို့အစွန်စားဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ့်ရဲ့လုပ်ငန်းတစ်ခုကအချိန်တစ်ခုရလာပြီး တော့အလားအလာကောင်းတယ်ဒီအခြေအနေမှာဆိုရင်ကျွန်တော်ရှိနေတဲ့အခြေအနေလေးနဲ့ကျွန်တော်တင်းတိမ်နေလို့မရအောင်ကျွန်တော်လုပ်ဆရရှိတာလုပ်ဖို့အရေးကြီးတယ်အထူးသဖြင့်ကျွန်တော်တို့ဒီ management ကိုတခြားလုပ်ဖို့အရေးကြီးတယ် HR management ရှိမယ်ကျွန်တော် risk management ရှိတယ်ဆက်သဖြင့်ကျွန်တော်တခြား financial management လို့ပြောလို့ဆက်သဖြင့်ကျွန်တော်တို့ဒီ business နဲ့ပတ်သက်တဲ့ management ကိုတခြားကျွန်တော်တို့အာရုံစိုက်ပြီးတော့တခြားထဲထဲဝင်လုပ်မယ်ဆိုကိုယ့်လုပ်ငန်းကျွန်တော်တို့တခြားအများကြီးရှိ ው ဒါရောက်နိုင်တယ်လို့ပြောလို့ရပါတယ်တိုးတက်ငွေကြေးနဲ့ CY ဆိုင်ရာ video တွေပုံမှန်ကြည့်ရှုနားဆင်ကြတဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်